မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာ ဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေထိုင်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ32ဒီဂရီရှိတယ်လို့ခန့်မှန်းရှိနေပါတယ်ဒီလူရည်သွေးကတာမန်ဖြစ်ပါတယ်တနေ့တာလုံးတွေတိမ်ထူတက်ပြီးနေရာနဲ့ပြားမိုးတစ်ချုံရွာနိုင်ပါတယ်ရင်ဆုံးပူချိန်ကတော့30ဒီဂရီရှိမှာဖြစ်ပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြ စက်တင်ဘာလ30ရက်အင်္ဂါနေ့2025ခရစ်တော်၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလျင်မင်္ဂလာရှိကြ၏အဓိကချက်ရှင်ပေထရုဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများအပိုင်း34ဖက်ရံကျမ်းချက်ရှင်ပေထရုဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်17မှ19ချစ်သူတို့တင်တို့ကိုစုံစမ်းကြရဖို့ယခုခံရသောမိစစ်ခြင်းအရာကို သင်တို့၌အံ့ဩပွေသောအရာဖြစ်သည်ဟုထင်မှတ်၍အံ့ဩခြင်းမရှိကြနှင့်သင်တို့သည် ခရစ်တော်၏စည်ရဲခြင်းကိုဆက်ဆံကြသည် ဖြစ်၍ဘုံတော်ပေါ်ထွန်းသောအခါအလွန်ဝမ်းမြောက်ရွှင်လန်းမြည်အကြောင်းယခုပင်ဝမ်းမြောက်ကြလော့ခရစ်တော်၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလျှင်မင်္ဂလာရှိကြ၏အကြောင်းမူကားဖျားသခင်ဤဘုံကြီးသောဝိညာဉ်တော်သည် သင်တို့ပေါ်မှာကျင်းဝတ်တော်မူ၏သူတို့၌ကား ကဲ့ရဲ့ခြင်းသင်တို့၌ကချီးမွမ်းခြင်းရှိတော်မူ၏လူအသက်ကိုတတ်သောအဖြစ်သူဥစ္စာကိုခိုးသောအဖြစ်ဒုစရိုက်ကိုပြုသောအဖြစ်သူတစ်ပါးအမှု၌ယောနောသောအဖြစ်ရှိ၍သင်တို့တွင်အဘယ်သူမျှမခံစေနည်းခရစ်ယာန်ဖြစ်သောကြောင့်ခံရလင်မူကားဆက်ကြောက်ခြင်းမရှိစေနည်းထိုအမှုကြောင့်ခံရလင်ဖျားသခင်ဤဂုံတော်ကိုချီးမွမ်းစေဖျားသခင်ဤအိမ်တော်သားတို့ကိုရှေးဥစွာစစ်ကြောစင်ရသောအချိန်ရှိပြီး ငါတို့ကိုရှေးဥစွာစစ်ကြောစီရင်လျင်ဖျားသခင်ဤဧဝံဂေလိတရားစကားကိုနားမထောင်သောသူတို့ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်နည်းဖြောက်မတ်သောသူသည်ကယ်တင်ခြင်းသို့ရောက်နိုင်ခဲ့သည်မယ်လျင်ဖျားသခင်ကို မကိုးကွယ်သောသူအပြစ်ထင်ရှားသောသူသည်အဘယ်မှာပေါ်လိမ့်မည်နည်းထို့ကြောင့်ဖျားသခင်အလိုတော်တိုင်းစင်ရင်ခံရသောသူတို့သည်ဖျားသခင်ကိုသစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက် ကောင်းသောခြင်းကိုကျင့်နေ၍ကိုရော၌မိမိတို့အသက်ဝိညာဉ်ကိုအံ့နံကြစေ။ရှင်မသက်ခရင်ကြံခန်းကြီး၅ခန်းကြီး၁၀ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ရက်ညင်းဆဲခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ဒီကနေ့ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး၄ခန်းငယ်၁၂ကနေ၁၉ရက်မှပါတယ်။ ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့အရေးကြီးတဲ့သမာတရားတွေကိုခွန်အားယူကြဖို့ရန်ဖြစ်ပါတယ်။သင်ပေတရုကစုံစမ်းစရာဖို့အခုခံရတဲ့မိနဲ့စစ်ခြင်းကိုမန်းအံ့ဩကြနဲ့လို့ပြောထားပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကြောင့်တွေးကြုံရတဲ့ဆင်းရဲဒုက္ခတွေဟာမထင်မှတ်ထားတဲ့အရာတွေမဟုတ်ဘူး။ဒါရေဟာခရစ်ယာန်တယောက်ရဲ့ပုံမှန်ဘဝပဲဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာ ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရမယ်လို့တမန်ကျမ်းစာကရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့ပါတယ်။ဒါတွေကိုကြုံလာတဲ့အခါမှာအံ့အားသင့်ရေရွတ်နေမဲ့စာဒါတွေကိုလက်ခံမှုမှန်ကန်တဲ့ရှုထောင့်ကနေပြင်တတ်ဖို့တိုက်တွန်းထားခြင်းဖြစ်ပါတယ်။ငွေ73မှာခရစ်တော်ခံရတဲ့ဆင်းရဲဒုက္ခတွေကိုဆက်ဆံတဲ့အခါမှာဝမ်းမြောက်ကြပါ။အဲ့ဒီအခါမှာဘုရားဘုန်းတော်ထင်ရှားတဲ့အခါမှာအလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မယ်လို့ပြောထားပါတယ်။ ျွန်တော်ခံစားရတဲ့ဆင်းရဲဒုက္ခတွေဟာခရစ်တော်နဲ့ပူးပေါင်းခြင်းဖြစ်တယ်။ကိုရောနဲ့တူဆင်းရဲခံရခြင်းအပြင်တစ်ချိန်မှာကိုရောဘုံတင်ရှားတဲ့အခါမှာကျွန်တော်တို့လည်းဝမ်းမြောက်ခြင်းကြီးစွာခံစားမဲ့အကြောင်းကိုသိရှိထားဖို့ရန်ဖြစ်ပါတယ်။ဒီဆင်းရဲဒုက္ခတွေဟာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုစစ်ကြောဖို့ကျွန်တော်ရဲ့တက်တာကိုတန့်ရှင်းဖို့နဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပုံမခိုင်မာစေဖို့ဖျားသခင်ကရွှေကိုမီးနဲ့စစ်သလိုစစ်ဆေးခြင်းပဲဖြစ်ပါတယ်။ မိကရွှေကိုပြက်စီးစေတာမဟုတ်ပဲနဲ့ပူပရမတန့်စင်တောက်ပလာစေပါတယ်ကျွန်တော်ရဲ့ဆင်းရဲဒုက္ခတွေကလည်းကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပူပရမတန့်စင်ခိုင်းပါလာစေပါတယ်ငယ်ဆက်လေးမှာ ခရစ်တော်၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရတာဟာမင်္ဂလာရှိတယ်ဘာကြောင့်လဲဆိုတော့ဘုံကြည်သောဝိညာဉ်တော်သည်ဟူသောဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာတင်းတို့ပေါ်မှာချိန်မွတ်တော်မူတယ်လို့ပြောထားပါတယ်ခရစ်တော်အတွက်ကြောင့်ဆင်းရဲဒုက္ခခံရတာဟာမင်္ဂလာရှိတယ် ဘုရားသခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်နဲ့တူရှိပြီးတော့မှခွန်အားပေးတယ်။ဒါဟာဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုတော့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့အငယ်15မှာရှင်ပေတရုကသင်တို့တွင်ဘယ်သူများအလူသက်ကိုတတ်တော်ဖြင့်သူများဥစ္စာကိုခိုးရဲဖြင့်ဒုစရိုက်ကိုပြုရဲဖြင့်သူတို့ဘာမှုနိုင်ရောနော်ရဲဖြစ်သည်စားရဲဖြစ်သည်မရှိစေဘူးပြောထားတယ်။ကိုယ်လုတ်တဲ့မှာကြောင့်ဆင်းရဲဒုက္ခခံရတာကမထူးဆန်းဘူး။ ခရိယံဖြစ်တဲ့တွယ်ဆင်းရဲဒုက္ခခံရတာဟာဆက်ကြောက်စရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းစေတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ဖြစ်တယ်။နောက်ဆုံးခန်းငယ်၁၈ကနေ၁၉မှာဘုရားသခင်ရဲ့အိမ်တော်သားယုံကြည်သူတွေလည်းစစ်ကြောစီရင်မဲ့အချိန်ရှိတယ်။ယုံကြည်သူတွေတောင်းမှစစ်ကြောခြင်းကိုခံရမယ်ဆိုရင်ဘုရားသခင်ကိုမသိတဲ့သူတွေရဲ့အခြေအနေကဘလောက်ဆိုးရမလဲဆိုတာကိုစဉ်းစားကြည့်ကြဖို့ရင်ဖြစ်ပါတယ်။ အဲဒါကြောင့်ဘုရားသခင်ရဲ့လိုတော်အတိုင်းစိရဲဒုက္ခခံရတဲ့သူတွေဟာဘုရားသခင်ကို သစ္စာရှိတဲ့တသခင်ကဲသို့မှတ်ပြီးတော့မှ ကောင်းသောအကျင့်ကိုကျင့်ပြီးတော့မှကိုယ့်ရဲ့အသက်ဝိညာဉ်ကိုဘုရားသခင်ထံမှာအနန္တသာဖို့ရန်ဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူတွေအနေနဲ့စိရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါမှာအားမငယ်ပါနဲ့။ဒါဟာဘုရားသခင်ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိပြီးတော့မှကျွန်တော်တို့ကို ကောင်းသောအရာစီကို ဥဆောင်ပို့ဆောင်နေခြင်း ဖြစ်ပါれဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာဘုရားဒီမနေ့ခင်းတဲ့အတွက်ကိုရော့ကိုဂျေစုသူတင်ပါれဒီမနေ့ခင်းမှာလောထရှင်သလိုင်းသူတွေအားလုံးကိုခန္ဓာကျမ်းမာခြင်းစိတ်ရှင်လန်းခြင်းဝိညာဉ်အလိုပြည့်စုံခြင်းများဖြင့်ကိုရော့ပေးသနာရမူပါတန်ရှင်သောဝိညာဉ်တော်ဘုရားဒီမနေ့သူတို့စုတောင်းကြတဲ့သူတယောက်ချင်းစီတိုင်းပေါ်မှာ စင်သက်ကြွလာအုပ်ဆိုးတော်မူပါကိုရောရဲ့အုပ်ဆိုးမှုကိုရရှိပြီးတော့မှနိုင်ငံတော်တည်ထောင်တဲ့တက်တာပိုင်ရှင်တွေဖြစ်စေပါသို့တော်ကိုဝန်ခံပြီးသို့တော်ဒီကောင်းကင်ဘုံမှာပြည့်စုံတကယ်သို့တိုင်းမတက်တာတည်တည်ယခုဆူတောင်းနေတဲ့သူတွေရဲ့တက်တာတည်တည်သူတွေမိသားစုတွေပေါ်မှာပြည့်စုံစေတော်မူပါကိုယ်တော်အတမွေးလောက်တဲ့စာကိုဒီကနေ့ဒါရမုတ်ကို ပေးသနာရမှုလို့နေ့ရက်စဉ်တိုင်းလဲကိုရရှင်ပေးသနာရမှုပါ လက်တော်တို့အနံပါရဲ သာသမို့ကြံဆွေးမိနိုင်တဲ့အခက်ခဲတွေပြဿနာတွေရှိပါကလည်းကိုရောလက်တော်သို့အံ့နံပါရယ်ကိုရောသာသမို့ဘက်ကကောင်းတာတွေကိုတစင်မမတ်လှုပ်ဆောင်ပြီးတော့မှဆင်းရဲဒုက္ခတွေကိုခံနိုင်ရရှိပြီးတော့မှရင်ဆိုင်ကြော်လောက်အောင်မြင်နိုင်မှုကိုရောရှင်ခွန်အားပေးပါမပီကြီးကိုရင်ဝတ်ချမ်းသာခြင်းလွတ်မြောက်ခြင်းကိုပေးသနာတော်မူပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖျားဤနာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရဖဖျားအာမင်